အမနွေလာခလေးဟော့ပတ်စာဖို့ဖြစ်စနေပါတယ်အဲ့ဒါကကြတော့ရေပေါ်ပဲကျမဲအဲဒီဟာတွေကြတော့ဘောနောငုံငူဒီမိုးရင်းခောဆွေအရွက်တွေပြင်ဆင်နေတာဖြစ်ပါတယ်ဒီဆရာခရစ်က သူ့ရဲ့မွေးနေ့လေးမှာဘောနောခလေးတွေကိုဟော့ပတ်ကျွေးချင်တယ်ဆိုလို့သူတို့ကဒီဟော့ပတ်ကိုခလေးတွေကိုကျွေးရတာဖြစ်ပါတယ်အကြောင်းပေးရမှာဆရာရိုဇလန်ကသူ့ကိုယ်တိုင်ချက်ကျွေးပြီးချက်ကျွေးနေရတာဖြစ်ပါတယ် သူအကြောင်းမေးရမှာပေါ့နော်မိုးအေးအေးလေးနဲ့ hot boy ဆိုတော့အရန်စားလို့ကောင်းပါတခါတလေပဲကလေးတွေစားတဲ့ခါကျတော့သူတို့ကအရန်စိတ်လှူရှာပြီးတော့ပေါ့နော်အရန်စားချင်နေကြပါပြီ special လေးဟို啊 နေပွဲကိုပေါ့နော်သူတို့မစားတာကြာတော့သူတို့အရန်စားချင်နေပါတယ်ခုစားဖို့ပြင်ဆင်နေပါတယ်အနားမှာရက်တဲ့သူကရက်အော်ဝိုင်းကြီးတဲ့သူကအကြည့်ပေါ့နော်သူတို့ကဘယ်ချိန်စားမလဲဆိုပြီးသူတို့စောင့်မျှော်နေကြတာပေါ့နော်တေစားဖို့အရန်စိတ်လုံးနေရှာနေကြရဲခုကကြတော့တခုပြီးတခုအဲဒီဟော့ပော့ထဲမှာထည့်နေပါပြီစားခါနီးနေပြီပေါ့နော်အာသူတို့ကအရန်စားချင်နေပြီပေါ့နေ့လယ်စားဆိုတော့ဘိုက်ကလည်းစား ့ဩရန်စာချနေကြပြီဆရာရိုစလင်ရနဲ့အာမန်တဲ့ကြွားစွားနေတူကလေးတွေအတွက်ချက်ပေးရတာဖြစ်ပါတယ်ဒီမှာကြတော့ဝိုင်းကြီးတွေတို့ပေါ့နော်တယောက်ကိုတပကနှစ်ပကနောက်စားမယ်ဆိုပြီးတော့သူတို့ပြောနေကြတယ်အဲဟိုအနာကလူတွေကကြတော့အနာမထိုင်းပြီးတော့အနံ့ရှူနေကြရပေါ့နော်အာသူခုကတော့ချက်ပြုတ်ပြီးပြီဆိုတော့စားဖို့ပြင်ဆင်နေကြပြီ အဲ့ဒါကတော့ရေပိုးဝဲပစွန်လေးတွေမြှအထည့်ပေးနေကြပါတယ်တယောက်တစ်လှည့်စီပေါ့နော်သူတို့ကိုပကနဲ့ကိုလာယူပြီးတော့သူတို့နေ့လည်စားစားရတော့မယ်ဖြစ်ပါတယ်ချက်ကျွေးပေးတဲ့ဆရာခရစ်ကိုလည်းအရင်ပဲချီးစွတ်တင်ပါတယ်ဒီထက်မကဖျားရှင်ကောင်းကြည့်ပေးပါစေလို့ပြောချင်ပါတယ်အရင်ပဲချီးစွတ်